စစ်ကောင်မရှင်ကလက်လွတ်ခဲ့ရတဲ့ဗမောင်းမျိုးကိုအင်အားလုံးရင်တုံးပြီးစစ်ကြောင်းထိုးဝင်ရောက်လာနေတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့အောက်တိုဘာလ၄ရက်နေ့ကစလို့ဗမောင်းမျိုးကိုစစ်ကောင်မရှင်နဲ့ရှမ်းနီပြည်သူစစ်ပူးပေါင်းပြီးစစ်ကြောင်းထိုးလာတာဖြစ်ပြီးအောက်တိုဘာ၅ရက်နေ့ကလေကြောင်းကနေပေါင်းပုံချဲတိုက်ခိုက်လို့အကောင်ကွယ်ယူရှေ့တိုးလာနေတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါဗျ။စစ်တပ်ရဲ့ပူပေါင်းစစ်ကြောင်းတွေမြို့နဲ့၄မိုင်กว่าထိရောက်လာပြီလို့သိရပါဗျ။ မြို့ကိုပြန်လည်ထိန်းချုပ်ပြီးဗမောင်းမြို့စေယုံဘက်ကိုအရင်ဝင်ဖို့စီစဉ်ထားတယ်လို့ကြားပါရယ်အခုတော့ Homeland ဘက်ကနေပူပေါင်းတပ်တွေဆေလွတ်ထားပါရယ်လို့တန်တရင်ရင်းမြစ်က ARD Times ကိုပြောပါရယ်စစ်ကောင်မရှင်ရဲ့တပ်မ33ခမရ16နဲ့ရှမ်းနီပြည်သူ SNA တပ်တို့ပူပေါင်းပြီးဗမောင်းမြို့ရှိ ခမိုးရွာနဲ့ဆက်တော်ရွာနီးထိချင်းကပ်လာတဲ့အတွက်တိုက်ပွဲပြင်းထန်ဖြစ်ပွားနေတာပါပြီးကြတဲ့စက်တင်ဘာ20ရက်နေ့ကဗမောင်းမြို့ပေါ်ရှိရှမ်းနီပြည်သူစစ်နဲ့ စစ်ကောင်မရှင်တပ်တို့ကိုမောင်းထုတ်ပြီးဗမောင်းမြို့ကိုတော်လိုင်းတပ်ဖွဲ့တွေကသိမ်းပိုင်နိုင်ခဲ့ပါတယ်။မြို့ပေါ်ကနေကစင်ကလျားထွက်ပြေးတဲ့စစ်ကောင်မရှင်တပ်ဟာမြို့ရဲ့အနောက်မြောက်ချမ်းနဲ့မြောက်ဘက်ချမ်းမှာအင်အားပြန့်စုဖွဲ့ပြီးဟုံးမလင်းကနေစစ်ကြောင်းတက်လာတဲ့ခမာရတချောင်းနဲ့ပူပေါင်းပြီးတိုက်ပွဲပေါ်ဆောင်လာတာလည်းဖြစ်ပါတယ်။တိုက်ပွဲတွေကြောင့်တော်လိုင်းတပ်ဖွဲ့တွေအနေနဲ့မြို့နီးရှိကျေးပါချို့ကနေခိတ္တဆုတ်ခွာပေးထားရတယ်လို့ဒေသရင်းသတင်းရင်းမြစ်တွေစီကသိရပါတယ်။ ကကိုတိုင်းနောက်ချမ်းဗရောင်းမြို့နယ်အတွင်းမှာစစ်ကောင်မရှင်တပ်က၎င်းတို့လက်လွတ်လိုက်ရတဲ့လေသာတောင်ကိုစစ်ကြောင်းပြန်ထိုးလို့အထိနာပြီးပြန်ဆုတ်ခွာထွက်ပြေးသွားရတယ်လို့သိရပါဗျ။အရခတ်တတော်အေးထိန်ချုပ်ထားတဲ့လေသာတောင်ကိုအောက်တိုဘာ6ရက်မနေ့ပိုင်းမှာအင်အား300ကျော်ပါစစ်ကောင်မရှင်စစ်ကြောင်းကဒရုန်းနဲ့လက်နက်ကြီးပါသုံးပြီးစစ်ကြောင်းထိုးတက်လာလို့အေးကတံပြန်တိုက်ခိုက်တဲ့အတွက်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေထိခိုက်ဒေဆုံးမှုတွေများခဲ့ပါဗျ။စခန်းကုန်းကိုပြန်ရရမယ်ဆိုပြီးတက်လာတာ မလာခင်လက်နက်ကြီးတွေဒရုန်းတွေအရင်လွှတ်တာအဲ့ဒါကိုမှဒီဘက်ဘူပေါင်းဖွဲ့ကတံပြန်ထိုးစစ်နဲ့တိုက်ချိန်မှာအလောင်းတွေဆွဲပြီးပြေးရတာလို့စီးအေးသတင်းရှင်းမြစ်က ARD Times ကိုပြောပါရယ်အေးတပ်ဖွဲ့တွေဟာစစ်ကြောင်းထိုးတက်လာတဲ့စစ်ကောင်မရှင်တပ်ကိုကြားဖြတ်ပြီးဒရုန်းတွေလက်နက်ကြီးတွေနဲ့ပါဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်မရှင်ဘက်က ထိခိုက်သေးဆုံးမှုတွေများခဲ့တာဖြစ်ပါရယ်စစ်ကောင်မရှင်ဟာပြီးခဲ့တဲ့စက်တင်ဘာ26ရက်နေ့ကလက်လွတ်ဆုံးရှုံးခဲ့ရတဲ့ စင်လန်နီးရှိကာကင်းစခန်းကုန်းဖြစ်တဲ့ဒေတာစခန်းကိုပြန်လည်ရယူဖို့စစ်ကြောင်းထိုးလာလို့ထိခိုက်ဒေဆုံးခဲ့ရတဲ့အတွက်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကိုဆွဲပြီးနောက်ဆုတ်ထွက်ပြေးရတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါဗျ။ထိုင်းနိုင်ငံမှာစီးပွားရေးကျဆင်းမှုတွေကြောင့်အလုံယုံအများစုကလုံသားဥယျာဉ်လျှော့ချတာတွေပြုလုပ်နေပြီးပြီးခဲ့တဲ့တပတ်တာအတွင်းအလုံထုတ်ခံခဲ့ရတဲ့စက်ယုံလုံယုံရှိယုံကမြန်မာရွှေပြောင်းလုံသား၃000ကျော်ကိုကူညီပေးမှုတွေပြုလုပ်ခဲ့တယ်လို့ အလို့သမားကူညီအဖွဲ့မြန်မာ Humanitarian Action Center MHACC ကတရားပါရီထိုင်းနိုင်ငံမှာပြီးခဲ့တဲ့စက်တင်ဘာ30ရက်နေ့ကဖေဖော်ဝါရီခရိုင်ရှိ CD ဆွေယုံကလို့သမား1450ဦးအလို့ဖြုတ်ခံရပြီးပြီးခဲ့တဲ့ရက်သရက်ပတ်နဲ့အခုရက်သရက်ပတ်အတွင်းလုံသားလျှော့ချတဲ့ဆွေယုံအလို့ယုံပေါင်း10ခုကျော်ရှိနေပြီဖြစ်တယ်လို့သိရပါရီအခုလိုစီးပွားရေးခြေအနေတွေကြောင့်လုံသားလျှော့ချတဲ့ဖြစ်စဉ်တွေထိုင်းနိုင်ငံအနှံ့ပြောင်းမှဖြစ်ပွားနေပြီး MHC အဖွဲ့ကလုံဖြုတ်ခံရတဲ့ မြမရွှေပြောင်းလူတမ3000ညောကိုအလုံရှင်နဲ့ညှိနှိုင်းပေးကရာတင်တဲ့အခွင့်အလမ်းတွေရရှိနိုင်မှုအကူအညီတွေပေးခဲ့တာဖြစ်ပါတယ်။လုပ်ငန်းခွင်တွေကနေဘာလို့အစုလိုက်ပြုံလိုက်လုပ်ပြုတ်လာလဲဆိုလက်ရှိထိုင်းနိုင်ငံမှာလွန်ခဲ့တဲ့နှစ်တွေအတွင်းမှာထိုင်းကတရုတ်နိုင်ငံသားတွေလုပ်ငန်းရှင်တွေကိုတော်တော်လေးကိုလက်ခံလိုက်တယ်။အဲလုပ်ငန်းရှင်တွေကထိုင်းတွင်နဲ့နာမည်ခံပြီးတော့တရုတ်ဆက်ယုံတွေလုပ်ကြတယ်။အများကြီးပဲအမေရိကန်ကလည်းသူ့ရဲ့ policy အရထရန့်တက်လာတော့ထိုင်းကတရုတ်လုပ်ငန်းတွေများလာတယ်။ ။အရုပ်လုပ်ငန်းတွေပဲဆိုပြီးအခွန်တိုးမြင့်ကောက်ခံတာတွေနဲ့အတူစီးပွားရေးကကျလာတယ်။အဲ့ဒါတွေရဲ့နောက်ဆက်တွဲကအလို့ယုံတွေမှာဆုလိုက်ပြုံလိုက်လှုပ်လျှော့တာတွေလုံလာကြတယ်လို့ AAC ကိုရဲမင်းက ARD Times ကိုပြောပါရယ်။လက်ရှိမှာအလို့ရှင်တွေကအလို့သမားတွေကိုလှုပ်ဖြုတ်ရမှာတတန်းရဲ့အလို့သမားတွေကိုသာမကအလို့ဝင်ကစားအလို့သမားတွေကိုပါအလို့ဖြုတ်တာတွေရှိတဲ့အတွက်လုံသမားတွေဥပဒေရရှိနိုင်မဲ့အကျိုးခံစား권တွေအတွက်လည်းအခက်အခဲတွေကြုံတွေ့နေရတယ်လို့သိရပါဗျ။ ။ထိုင်းနိုင်ငံမှာပြီးခဲ့တဲ့အောက်တိုဘာ3ရက်နေ့ကခြားချင်းဆောင်ခရိုင်ရှိအလို့ယုံတစ်ခုကလုံသမား320ကျော်မှအလို့ဖြုတ်ခံခဲ့ရပြီး MHAC အဖွဲ့ကလိုအပ်တဲ့အကူအညီတွေပြုလုပ်ပေးခဲ့ရာလက်ရှိမှာရော်ကြီးငွေပတ်3တန်းရရှိထားပြီဖြစ်တယ်လို့သိရပါတယ်။အခုလိုဆူလိုက်ပြုံလိုက်လှုပ်ထုတ်မှုဖြစ်စဉ်တွေကလွန်ခဲ့တဲ့နှစ်နှစ်လောက်ကထိုင်းနိုင်ငံမှာကြီးကြီးကျယ်ကျယ်ဖြစ်ခဲ့ဘူးတဲ့။အဲ့ဒီတုန်းကလည်းလူသမားတွေတောင်းနဲ့ချီပြီးအလို့ပြုတ်ခဲ့ဘူးတဲ့။အခုလည်းအဲ့လိုဖြစ်စဉ်တွေအစပြိုးနေတဲ့ပုံရိပ်တွေကို ျွန်တော်တို့ရန်လူသမားရေးတွေ့ကြုံရမြင်တယ်လို့ဦးရဲမင်းကဆက်လက်ပြောပါရယ်။ထိုင်းနိုင်ငံမှာစီးပွားရေးကြက်တင်းမှုတွေကြောင့်လူသမားတွေရှော့ချတာခံနေရပေမဲ့မြန်မာနိုင်ငံသားတွေမှာစစ်ကော်မရှင်ရဲ့စစ်မှုရန်တပ်သားတွေစုဆောင်းမှုနဲ့စီးပွားရေးဆရာဆင်းမှုကြောင့်ထိုင်းနိုင်ငံကိုနေ့စဉ်တရားမဝင်ဝင်ရောက်မှုတွေရှိနေပြီးဖမ်းဆီးခံရမှုတွေလည်းနေ့စဉ်နှီးပါရှိနေပါရယ်။ပြီးခဲ့တဲ့စက်တင်ဘာ30ရက်နေ့ကထိုင်းမြန်မာနယ်စပ်ကန့်ချနပူရီခရိုင်မှာမြန်မာဘက်ကတရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား60ကျော်ဖမ်းဆီးရရှိခဲ့တယ်လို့ထိုင်းသတင်းမီဒီယာရေးစီကသိရပါဗျ။ဗမော်မျိုးကိုထိန်းချုပ်နိုင်ပြီလို့ဝါရဖြန့်ပြီးအုပ်ချုပ်ရေးပိုင်းကအရာရှိနဲ့ဝန်ထမ်းတွေကိုမျိုးရင်းယုံထိုင်ခိုင်းလို့အရာရှိနဲ့ဖွဲ့တွေတိုက်ပွဲကြောင့်ပြန်လည်ထွက်ပြေးသွားကြတယ်လို့သိရပါဗျ။ဗမော်မျိုးကိုတိန်းနိုင်ပြီးအုပ်ချုပ်ရေးလုပ်ငန်းတွေပါစတင်နိုင်ပြီလို့ဝါရဖြန့်ခဲ့တဲ့စစ်ကောင်မရှင်က စီးရင်ရင်ထမ်းတွေနဲ့လက်နက်ခဲယမ်းတွေပြင်ဗမော်တိုက်ပွဲကထွက်ပြေးလာတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကပြန်လည်ခေါ်ဆောင်လာတာဖြစ်တယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေစီကသိရပါဗျ။မျိုးရင်းအုပ်ချုပ်ရေးရန်နေရာလဲပတ်ပြီဆိုတာပြဖို့အဖွဲ့လိုက်ပြန်ခေါ်လာတယ်။ဒီရောက်တော့တိုက်ပွဲချိန်နေကြောင်းအစုလိုက်ပြေးကုန်လို့စစ်တပ်ကပြန်လိုက်ဖမ်းနေတယ်လို့သိထားပါတယ်လို့ကချင်သတင်းရင်းမြစ်က Yaori Times ကိုပြောပါတယ်။ပြီးကြတဲ့ August လကဗမော်ကိုခေါ်ဝိန်လေးစိတ်ကစိုက်ကတ်တဲ့စီရင်ရင်အုပ်စုမှာလူရအားလက်နက်ခဲရန်နဲ့ရိတ်ခါတွေရောက်လာပြီးတဲ့နောက် မော်တိုက်ပွဲမှာစစ်ကော်မရှင်ကစီးရဲရအရေးတာလာတာကိုတွေ့ရပါတယ်။စစ်ကော်မရှင်ဟာခလာရ236အမြောက်တရင်အမတ366တင်ကားတရင်939တစ်လေးနဲ့လင်းရင်ခွင်းတို့ကိုပြန်လည်သိမ်းယူလိုက်ပြီးဖြစ်ကြောင်းပြီးခဲ့တဲ့စက်တင်ဘာ17ရက်မှာ၎င်းတို့ရဲ့ဝါရဖြန့်မီဒီယာတွေကတဆင့်ဖော်ပြခဲ့ပါတယ်။ဒါပေမဲ့လည်းတိုက်ပွဲတွေရှိနေတဲ့ဗမော်မျိုးရင်းအုပ်ချုပ်ရေးပိုင်းဆိုင်ရာဌာနတွေကိုအတင်းကျပ်ဖွင့်လှစ်ခိုင်းတဲ့အတွက်အရာရှိတွေနဲ့အဖွဲ့တွေပြန်လည်ထွက်ပြေးသွားပြီး ထွက်ပြေးသူတွေကိုလက်ရပြန်လည်ဖမ်းဆီးကကြက်ကြက်မက်မက်ဆစ်ဆေးဖို့လည်းညွှန်ကြားချက်ရှိတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါဗျ။စီးရင်ရင်နဲ့ပါလာတဲ့လူဝင်အားနဲ့ထောက်ပို့လက်နက်တွေကြောင့်စီးရေးပြောင်းလဲတစ်ခုဖြစ်ခဲ့ပေမဲ့အခုရပိုင်းမှာတော့ခလိုင်ရ၄ခွန်တရင်အနောက်ဖက်ကာကင်းစကန်နဲ့ရွှေပြည်တန် KBC ဖျားကြောင်ကုန်းတို့ကိုကချင်လွတ်လပ်တမတော် KI ကပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေဟာဆုံးရှုံးသွားတဲ့စကန်ကုန်းတွေကိုစွန့်ခွာပြီးအမှတ်၂၁စစ်စင်ရေးကိုကဲမှုဌာနချုပ် ံကခ21နဲ့ချိတ်ဆက်ကစံကခအတွင်းကိုစုပ်ပြေးကြရတယ်လို့သိရပါတယ်။စစ်ကောင်မရှင်ကဗျူဟာမြောက်တဲ့နေရာသုံးခုထက်မနည်းကိုစစ်ကြောင်းတွေဖြန့်ခွဲစစ်ကြောင်းထိုးနေပြီး KAI ဘက်ကလည်းကြားဖြတ်တိုက်ခိုက်တာနဲ့တံပြန်ထိုးစစ်တွေလှုပ်ဆောင်နေတာကြောင့်ဗမော်တိုက်ပွဲဟာပြင်းထန်လာနေတယ်လို့သတင်းရင်းမြစ်တွေကဆိုပါတယ်။စစ်ကောင်မရှင်ဟာခုခါမှာရွှေကိုခြေဆိုင်ခြေကုပ်စခန်းတွေကိုလည်းခံစစ်အနေထားက တိုက်စစ်ဖော်ဆောင်နိုင်တဲ့အထိအင်အားဖြည့်ထိုးစစ်ဆင်နိုင်ဖို့လှုံ့ဆော်မှုတွေရှိနေပါတယ်။ထိုင်းနိုင်ငံမှာစီးပွားရေးကျဆင်းမှုတွေကြောင့်အလုံယုံအများစုကလုံသားဥယျာဉ်လျှော့ချတာတွေပြုလုပ်နေပြီးပြီးခဲ့တဲ့တပတ်တာအတွင်းအလုံထုတ်ခံခဲ့ရတဲ့စက်ယုံလုံယုံရှိယုံကမြန်မာရွှေပြောင်းလုံသား3000ကျော်ကိုကူညီပေးမှုတွေပြုလုပ်ခဲ့တယ်လို့အလုံသမားကူညီအဖွဲ့မြန်မာ Humanitarian Action Center MHACC ကတည်ရပါတယ်။ ။ထိုင်းနိုင်ငံမှာပြီးခဲ့တဲ့စက်တင်ဘာ30ရက်နေ့ကဖေဖော်ဝါရီခရိုင်ရှိ CD ဆွေယုံကလူသမား1450ဦးအလုပ်ဖြုတ်ခံရပြီးပြီးခဲ့တဲ့ရက်သတ္တပတ်နဲ့အခုရက်သတ္တပတ်အတွင်းလုံသားလျှော့ချတဲ့ဆွေယုံအလုပ်ယုံပေါင်း10ခုကျော်ရှိနေပြီဖြစ်တယ်လို့သိရပါတယ်။အခုလိုစီးပွားရေးအခြေအနေတွေကြောင့်လုံသားလျှော့ချတဲ့ဖြစ်စဉ်တွေထိုင်းနိုင်ငံအနှံ့ပြောင်းမှဖြစ်ပွားနေပြီး MHC အဖွဲ့ကလုပ်ဖြုတ်ခံရတဲ့မြန်မာရွှေပြောင်းလူသမား3000ကျော်ကို အလုံရှင်နဲ့ညှိနှိုင်းပေးကရာသင့်တဲ့အခွင့်အလမ်းတွေရရှိနိုင်မှုအကူအညီတွေပေးခဲ့တာဖြစ်ပါတယ်။လုပ်ငန်းခွင်တွေကနေဘာလို့အစုလိုက်ပြုံလိုက်လုပ်ပြုတ်လာလဲဆိုလက်ရှိထိုင်းနိုင်ငံမှာလွန်ခဲ့တဲ့နှစ်တွေအတွင်းမှာထိုင်းကတရုတ်နိုင်ငံသားတွေလုပ်ငန်းရှင်တွေကိုတော်တော်လေးကိုလက်ခံလိုက်တယ်။အဲလုပ်ငန်းရှင်တွေကထိုင်းတွင်နဲ့နာမည်ခံပြီးတော့တရုတ်စက်ရုံတွေလုပ်ကြတယ်။အများကြီးပဲအမေရိကန်ကလည်းသူ့ရဲ့ policy ရ trend တက်လာတော့ထိုင်းကတရုတ်လုပ်ငန်းတွေများလာတယ်။တရုတ်လုပ်ငန်းတွေပဲဆိုပြီးအခွန်တိုးမြှင့်ကောက်ခံတာတွေနဲ့အတူ ်စီးပွားရေးကကျလာတယ်အဲ့ဒါတွေရဲ့နောက်ဆက်တွဲကအလို့ယုံတွေမှာအစုလိုက်ပြုံလိုက်လှုပ်လျှော်တာတွေလုံလာကြတယ်လို့ AAC ကိုရဲမင်းက ARD Times ကိုပြောပါရယ်လက်ရှိမှာအလို့ရှင်တွေကအလို့သမားတွေကိုလှုပ်ဖြုတ်ရမှာတတန်းရဲ့အလို့သမားတွေကိုသာမကအလို့ဝင်ကစားအလို့သမားတွေကိုပါအလို့ဖြုတ်တာတွေရှိတဲ့အတွက်အလို့သမားတွေဥပဒေရရှိနိုင်မဲ့အကျိုးခံစား권တွေအတွက်လည်းကကဲရီကြုံတွေ့နေရတယ်လို့သိရပါဗျ။ထိုင်းနိုင်ငံမှာပြီးခဲ့တဲ့အောက်တိုဘာ3ရက်နေ့ကချချင်းဆောင်ခရိုင်ရှိ အလုံယုံတစ်ခုကအလုံသမား320ကျော်မှအလုံဖြုတ်ခံခဲ့ရပြီး MHAC အဖွဲ့ကလိုအပ်တဲ့အကူအညီတွေပြုလုပ်ပေးခဲ့ရာလက်ရှိမှာရောကြီးငွေပတ်သုံးတန်းရရှိထားပြီဖြစ်တယ်လို့သိရပါတယ်။အခုလိုဆူလိုက်ပြုံလိုက်လှုပ်ထုတ်မှုဖြစ်စဉ်တွေကလွန်ခဲ့တဲ့နှစ်နှစ်လောက်ကထိုင်းနိုင်ငံမှာကြီးကြီးကျယ်ကျယ်ဖြစ်ခဲ့ဘူးတဲ့။အဲ့ဒီတုန်းကလည်းလူသမားတွေတောင်းနဲ့ချီပြီးအလုံပြုတ်ခဲ့ဘူးတဲ့။အခုလည်းအဲ့လိုဖြစ်စဉ်တွေအစပြိုးနေတဲ့ပုံရိပ်တွေကိုကျွန်တော်တို့ရန်လူသမားရေးတွေ့ကြုံရမြင်တယ်လို့ကိုရဲမင်းကဆက်လက်ပြောပါရစေ။ ိုင်းနိုင်ငံမှာစီးပွားရေးကျက်တင်းမှုတွေကြောင့်လူသမားတွေရှော့ချတာခံနေရပေမဲ့မြန်မာနိုင်ငံသားတွေမှာစစ်ကောင်မရှင်ရဲ့စစ်မှုရန်တပ်သားတွေစုဆောင်းမှုနဲ့စီးပွားရေးကျဆင်းမှုကြောင့်ခိုင်းနိုင်ငံကိုနေ့စဉ်တရားမဝင်ဝင်ရောက်မှုတွေရှိနေပြီးဖမ်းဆီးခံရမှုတွေလည်းနေ့စဉ်နှီးပါရှိနေပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ30ရက်နေ့ကထိုင်းမြန်မာနယ်စပ်ကန့်ချနပူရီခရိုင်မှာမြန်မာဘက်ကတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား60ကျော်ဖမ်းဆီးရရှိခဲ့တယ်လို့ထိုင်းသတင်းမီဒီယာရေးစီကသိရပါတယ်။